ဒီနေ့မှာတော့ Blue Lock ရဲ့လူချက်အများဆုံး character တွေဖြစ်တဲ့စာရေးအီတိုရှိနဲ့ Michael Kaiser တို့ရဲ့အကြောင်းပြောပြပေးသွားမှာပါ။စိတ်မျိုးဆက်တည်တည်တဲ့အပါအဝင်ဖြစ်တဲ့ Roy ရဲ့အတင်းရဲ့ကွင်းလယ်လူစာရေးကတော့အရင်ကကမ္ဘာအကောင်ဆုံးတိုက်စစ်မှုဖြစ်ရှင်ခဲ့တာပါ။အဲ့ဒီအိမ်မက်ကစပိန်ဝင်မသွားခင်အထိရှိနေခဲ့ပြီး Roy ရဲ့ Academy မှာတုံးတဲ့အကြာမှာတော့အဲ့ဒီအိမ်မက်ကိုရေစုံမြှောက်လိုက်ခဲ့ပြီးတော့ကမ္ဘာအကောင်ဆုံးကွင်းလယ်လူဖြစ်ဖို့ကိုပဲစိတ်အားထက်သန်နေပါတော့တယ်။ Academy မှာဘာတွေဖြစ်ပျက်ခဲ့လဲတော့မသိပေမဲ့စာရေးကတော့အရင်ကနဲ့လုံးဝကွဲပြားထွက်သွားပါတယ်။ စာရေးကိုအခုလိုဖြစ်သွားအောင်လုပ်လိုက်တယ်လို့ထင်ချင်းအများဆုံးပေးခံရတဲ့သူကတော့ကမ္ဘာအကောင်းဆုံးကစားသမား9ယောက်ထဲကတယောက်ဖြစ်တဲ့လီယိုနာໂດလူနာပဲဖြစ်ပါတယ်။ဘာလို့အဲ့ဒီလိုပြောရလဲဆိုရင်တော့လူနာရဲ့မြန်ဆန်လာတဲ့ dribbling နေနဲ့ပေါင်ချသွင်းပြီးတော့အချက်ခွဲရတွေကစာရေးနဲ့သွားတူနေလို့ဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့ပါရမီရှင်စာရေးကစပိန်မှာလူနာနင်းချေတာခံလိုက်ရပြီးတော့လူနာကိုလက်စားချေဖို့အတွက်ရင်းရင်အကောင်းဆုံးတိုက်ဆက်မှုဖြစ်စေချင်တာပါ။အဲ့ဒီနောက်ဘာတွေဖြစ်ခဲ့လဲဆိုတာအားလုံးသိပြီးကြပြီမလို့ဆက်ပြီးတော့ရှင်းမပြတော့ပါဘူး။အဲ့ဒီအစားစာရေးရဲ့လုံနိုင်စွမ်းတွေကိုပဲပြောပြသွားပါမယ်။ ဥပမာပေးရရင်တော့နာဂီကညံကြီးရှင်တယောက်ပါ။ဇာရီကတော့အဲ့လိုညံကြီးရှင်ဦးမစပိန်မှာညံအလင်းထပ်ပွင့်သွားတာမလို့ထိမ့်မနိုင်တိမ့်မနိုင်ပါပဲ။ Royal မှာလည်း professional အနေနဲ့လင်းနေကစားဘူးတာမလို့အတွေ့အကြုံကတော့ဘလူးလောက်ကကောင်းနေတဲ့အများကြီးတာပါပဲ။လူကတ်ခံထားရတဲ့အခြေအနေမျိုးတွေမှာတော့တိကျမြန်ဆန်တဲ့ fashion တွေကိုလည်းသမင်းစားရည်တော့ AC ပေးနိုင်ပါတယ်။ဇာရီရဲ့ fashion တွေကတိကျတာတင်မဲမဟုတ်ပါဘူး။ fashion လမ်းကြောင်းကိုခမန်းနိုင်နေဆိုရင်တော့ခမန်းထားတဲ့အမြဲတမ်းခြေတလန်းတာနေတတ်ပါတယ်။အဲ့လိုတိကျမြန်ဆန်ပြီးတော့ခမန်းခတ်တဲ့ fashion တွေကိုပေးနိုင်ုံသာမက ရင်ထက်ကောင်းတဲ့ white body ကိုလည်းကန်သွင်းနိုင်ပါသေးတယ်ဘလူးလာတတင်းလုံးကလည်းအတီတော်မဆော့ပဲနဲ့ AC လေးလိန်ခောက်သွားနိုင်တဲ့အထိ dribbling ကကောင်းတာပါဒီလောက်နဲ့တင်ကိုတော်တော်လေးကျန်းနေတာ哦အီဆာဂီထက်ပိုကောင်းတဲ့ meta vision ရှိတယ်ဆိုတော့ပြောစရာစကားလုံးမရှိတော့ပါဘူးအီတိုရှိဆာရဲ့အကြောင်းကတော့ဒါပါပဲနောက်ထပ်စိတ်မျိုးဆက်တစ်ထည့်ကတရားအပအဝင်ဖြစ်တဲ့ Buster Mansion ရဲ့တိုက်စစ်မှု market ခိုင်စာပဲဖြစ်ပါတယ်ခိုင်စာရဲ့အမေကတော့နာမည်ကြီးတယောက်ဆောင်တဝီဖြစ်ပြီးကိုင်စာကိုမွေးပြီးချင်းမှာပဲဆုံးပြသွားခဲ့ပါတယ်သူ့အဖေကလည်းကိုင်စာကိုမွေးခဲ့လို့သာထွက်သွားတာဆိုပြီးတော့ အမြဲတမ်းလဲရိုက်နေလိမ့်ရှိပါတယ်။တခိုးတည်းရလို့အမြဲတမ်းခိုးဝဲနေရပြီးတော့သူ့မှာရှိတာဆိုလို့ဘောလုံးတစ်လုံးပဲရှိပါတယ်။ခိုင်စာစိတ်တို့လို့ဘလောက်ပဲထိုးပါစေဘလောက်ပဲကန်ကြောက်နေပါစေဒေါတာလည်းမထွက်တယ်လို့ငိုလည်းမငိုပါဘူး။ခိုင်စာကလည်းအဲ့လိုပါပဲ။သူ့အဖေကဘလောက်ပဲရိုက်နေပြီးတော့နှိမ့်ဆက်နေပါစေဘာမှမပြောပဲငြိမ်နေတတ်ပါတယ်။တနေ့မှာတော့ရှေးဆိုင်ဖောက်ထွေးမှုနဲ့ခိုင်စာတယောက်အဆုဆဲခံခဲ့ရပါတယ်။အချုပ်ကြတော့မှမလို့ခိုင်စာအဖေကစုထားတဲ့ပက်ဆက်တွေကိုလည်းတပြားတစ်ချက်မှမကြံအကုန်ယူသွားပြီးခိုင်စာရဲ့အိမ်ရဘေးကဘောလုံးထဲမှာလည်းပက်ဆက်တွေဖွက်ထားသေးလားဆိုပြီးတော့ သူနဲ့ဘွားသူဖြစ်တဲ့သူ့ရဲ့တူဦးဒီတော့အဖော်ဘောလုံးဖောက်ခွဲပြဖို့ကြိုးစားတဲ့အခါမှာတော့ရဲလက်ကခုံထွက်ရင်းနဲ့မျက်နှာအောင်အားရပါရကန်လိုက်ရင်မွေကျေးဇူးဆက်ပေးလိုက်ပါတယ်လက်ထိတ်တစ်ဖက်နဲ့တော့မှလာဖန်းနဲ့ရဲသုံးယောက်လုံးကိုအမောင်းသိမ်းလိုက်နိုင်ပေမဲ့အဆုံးသတ်မှာတော့ပြန်အဖမ်းခံခဲ့ရပါတယ်အချုပ်ကျနေစဉ်အတွင်းမှာရေဒါကငမင်းကိုဒီကထုတ်ပေးမယ်ဘောလုံးကန်မလားဆိုပြီးတော့အချုပ်ထဲကနေထုတ်ပြီးဘတ်စတာမန်ချင်းရဲ့လူငယ်အကယ်ဒမီကိုပို့ခဲ့ရနေပြီးတော့ကော့ချိုဇန်အင်ဖရာမိုက်ကယ်ခိုင်ဇာဆိုပြီးဖြစ်လာခဲ့တာပါခိုင်ဇာရဲ့ဘယ်ဘက်လေပင်ကနင်းစီပွင့်တက်သူရဲ့အတိတ်ပဲရတော့ သူ့ရဲ့ဂုံလှပကြော့ရှင်းမှုနဲ့အနယ်ရှိမှုကိုကိုစားပြုပါရယ်။နတ်ဖျားရွေးချယ်ထားတဲ့ဘီရင်လို့ပြောရတဲ့အထီအောင်ခိုင်စာရဲ့လုံနိုင်စွမ်းတွေကိုပြောပြပါမယ်။ကမ္ဘာအကောင်ဆုံးတိုက်စစ်မှု노웨누아တော်မှခိုင်စာကရှူတင်ပိုင်းမှာသူ့ထက်တာလို့ပြောအောင်အောင်အထီကိုခိုင်စာရဲ့ရှူတင်ကကောင်းပါရယ်။အဲ့ဒီရှူတင်တက်ကနစ်ကိုတော့ခိုင်စာအင်ပက်လို့ခေါ်ပါရယ်။အီစာဂီရဲ့ဒရိုက်ရှော့လို့ကန်ချက်မျိုးဆိုပေမဲ့ဒရိုက်ရှော့ထက်ပုံမြန်ပြီးတော့ဘယ်အချိန်ဘယ်လိုလုပ်ကန်လိုက်မှမတိရလောက်အောင်အထီမြန်ပါရယ်။ခိုင်စာအင်ပက်မက်ဂနက်စ်လို့ခေါ်တဲ့အီစာဂီရဲ့လက်ကိုးနဲ့ ူရဲ့တက်ကနေတစ်ခုပေါင်းဆက်ထားတဲ့ကန်နီးတစ်ခုလည်းရှိပြီးတော့အဲ့ဒီကန်ချက်ကိုရင်းရအောင်မသားစီးနိုင်ပါဘူး။တားရဲမျက်လုံးလည်းရှိပြီးတော့အဲ့ဒီမျက်လုံးကပွင့်နေပြီဆိုရင်လူတွေဘယ်နှစ်ယောက်ပဲပိတ်ထားပါစေ။နေရာလုတ်ကိုရအောင်ရှာပြီးတော့လွတ်တဲ့နေရာကကြီးကြီးလေးဆိုရင်တော့မှဝင်းအောင်တွင်းနိုင်ပါရဲ့။ဒါကတော့စိတ်မျိုးဆက်တဲ့၁၁ယောက်ထဲကစာရေးအီတူရှိနဲ့မိုက်ကယ်ခိုင်ဇာတို့ရဲ့အကြောင်းပဲဖြစ်ပါရဲ။နောက်ထပ်သိကျင်တဲ့ character ရှိခဲ့ရင်လည်းကိုသိကျင်တဲ့ character ကို comment box မှာရေးသားခဲ့လို့ရပါရဲ့။ brother တို့ဟာဒီဗီဒီယိုကိုတိတိကျကျနေကြည့်နေရဆိုရင်အခုပြထားတဲ့ link နဲ့ကနေဝင်ပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့နဲ့ YouTube ကနေကြည့်နေရဆိုရင်လည်း subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။အားပေးကြတဲ့တဦးတယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ထပ် video တွေမှာပြန်တွေ့ကြတော့ပေါ့။